တောင်နှန်းတွေလိုကြင်ကြံပါကျွန်တော်ကတောင်နှန်းတွေကိုမြင်ကြည့်ရတာထိတ်တဘောကြတယ်တောင်နှန်းတွေရှိတဲ့ရက်စီခရီးထွက်ရတာနှစ်သက်တယ်တသိစစစီးတဲ့တနေရာကနေတောင်နှန်းတွေကိုငေးကြည့်ရင်တောင်နှန်းတွေစီကခွန်အားယူရတာမျိုးကိုတိတ်ကမှတဘောကြပါတယ်တောင်နှန်းတွေကိုကြည့်တိုင်းပြင်းရမှုကိုခံစားမိတယ်တောင်နှန်းတွေဟာမိုးကောင်းဝင်နဲ့ထီလူနီပါမြင့်နေလို့ထင်ရလောက်အောင်နေကြပေမဲ့အောက်ချင်မလို့ပဲနင်းနေမြင်မြန် ground ဖြစ်ကြတယ် တောင်းနှံတွေကိုကြည့်တိုင်းကျွန်တော်ရဲ့စိတ်ထဲမှာ equanimity လို့ခေါ်တဲ့စိတ်ရဲ့ဟန်ကျင်ညီမှုတည်ငြိမ်မှုကိုအမြဲခံစားရစေပါတယ်။ equanimity ဆိုတာကတော့တနည်းအားဖြင့် balance state of mind ပေါ့။အစွန်းနှစ်ဖက်မရောက်ပဲဟန်ကျင်ညီညီနှလုံးသွင်းနိုင်တဲ့စိတ်ကိုပြောတာပါ။ကျွန်တော်တို့ဘုရားဗုဒ္ဓဘာသာမှာယောနိတော်မနာတိကာရလို့ခေါ်တဲ့တင်းတင်း၆ဘက်စွာနှလုံးသွင်းနိုင်တဲ့အရေးချင်းကိုခေါ်တာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ဘဝမှာကြုံတွေ့ရင်ဆိုင်ရတဲ့ဖြစ်ပျက်တွေဟာ အစွန်းလက်ဖက်ကအရာတွေများပါတယ်။ချစ်ချင်းရဲ့၊မွန်ချင်းရဲ့၊ချစ်မွန်ချင်းရဲ့၊ကဲ့ရဲ့ချင်းရဲ့၊တိတရဲ့၊ဒေါရရဲ့၊အတရဲ့၊ပရရဲ့၊အနဲ့ရဲ့၊အမြင့်ရဲ့၊နိရဲ့၊ညရဲ့၊အလင်းရဲ့၊အမောင်းရဲ့၊အပူရဲ့၊အေးရဲ့စသဖြင့်အစွန်းလက်ဖက်ကအရာတွေကိုကျွန်သူရင်ဆိုင်ချရပါတယ်။ကျွန်တော်တို့တာမန်ပုထုရှင်လူသားတွေအနေနဲ့အစွန်းလက်ဖက်ကြားမှာဟန်ချန်းညီအောင်ညီညွတ်မြတ်အောင်နေထိုင်ဖို့ကလက်ကိုမှအခက်ခဲလို့မှတယ်။ကျွန်တော်တို့ဟာ အကောင်လောကနဲ့နေနဲ့ရင်ဆိုင်ရခြင်းမှာတော့များသောအားဖြင့်မယံမယိမ့်တည်ငြိမ်နိုင်ကြပေမဲ့အစိုးလောကနဲ့နေနဲ့ကျုံ့ရင်ဆိုင်ရခြင်းမှာတော့မိမိကိုမိမိမယိုင်လဲအောင်ထင်ထားနိုင်ကြပါဘူးဦးတိုးတော့ကတည်းအခက်ခဲတွေကိုအပြုတဘောဆောင်တဲ့ဘက်ကနေပြီးတင်းတင်းချောက်ပဲစွာလွန်သွင်းနိုင်ဖို့အတွက်မလွယ်ကူကြပါဘူးဒါကြောင့်ကျွန်တော်တို့တွေဟာလောကဓာတ်နဲ့ရင်ဆိုင်ရခြင်းမှာပြိုလဲဖို့အတွက်သိကိုလွယ်ကူနေရတာပေါ့တောင်းလို့နေကို ျွန်တော်ဘာလို့တဘောကြလဲသိလားတန်နှန်းနေရာလေးအပြစ်မှန်ကန်နေကြည့်တော့ကြောက်တာသူတွေတွေနဲ့မြင့်မာပြီးမာကျော်ခန့်နေတယ်လို့ထင်ရပေမဲ့တန်နှန်းတွေဟာသိကုမှပြင်းမြင့်မှုရှိတယ်မိုးရွာရွာနေပူပူနှင်းကြကြဘုဒ္ဓကုမှမတုတ်ပြန်ပဲသူရဲ့ဖြစ်တဲ့မူတိုင်းပဲတရှိနေတာဖြစ်ပါတယ်မိုးကောင်းစင်နဲ့ဘလဝဲထီလို့နီးပါအမြဲအောက်ချင်မလို့ဘူးမြင်းမြန်တယ်ခိုင်မြဲတယ်အင်းငင်းမှုရှိတယ်စိတ်တတိကြမှုရှိတယ် တောင်းနှန်းနေကိုကြည့်တိုင်းကျွန်တော်သင်ယူမိတာကတော့ဒါပါပဲလက်တွေ့ဘဝမှာလဲ equanimity ဆိုတာဒါကိုပြောတာပါဘဝမှာကျူးသွင်းရဆိုင်ရတဲ့ပြဿနာတွေပေါ်ဟန်ချက်ညီအောင်တင်းနှျှောက်ပတ်အောင်တွေးတောနှလုံးသွင်းနိုင်ဖို့လိုအပ်ပါတယ်ဘဝမှာဖြစ်လာတဲ့များအရာတိုင်းကအကျိုးအကြောင်းဆက်ဆက်လို့ဖြစ်လာတာပါကောင်းမှုအတွက်ဖြစ်လာတာလားမကောင်းမှုအတွက်ဖြစ်လာတာလားလို့ခိုင်တွေးနေရင်လဲအချိန်ကုန်တာပဲဖတ်တင်ပါလိမ့်မယ် ျွန်တော်လုံနိုင်တာကရှင်နေရပေါ်အကျဉ်းညီသွေးနိုင်ဖို့လိုပါတယ်။ဘာကြောင့်လဲ။ဘာလို့ငတ်မှလဲကန်ဆိုးလိုက်တာဆိုတဲ့အပြစ်တင်ခြင်းစိတ်တွေကအခုလက်ရှိအချိန်တွေမှာ ကိုယ့်ကိုအကောင်းဆုံးလုပ်လို့မရလဲဆိုတာကိုတွေးလိုက်ရင် ပူပင်တော့ကားတွေဟာတော့အေးချမ်းတောင်မှဖြစ်ပါလိမ့်မယ်။လူတွေရဲ့ချစ်ခြင်းမုန်းခြင်းတွေကြောင့်မှလည်းအတူတူပါပဲ။လူတို့ကချစ်ရင်တစ်မျိုးမုန်းရင်တစ်မျိုးချီးမွမ်းလိုက်ကဲရလိုက်နဲ့ လူတွေရဲ့စိတ်ဟာအချိန်တိုင်းမှာ ပြောင်းလဲနေတတ်ပါတယ်။ကိုပေးတဲ့မေတ္တာတွေကို အဖက်သူကတမုံမထားတဲ့အခါစော်ပါတဲ့အခါဒါမှမဟုတ်ကိုကောင်းမိတိုင်းပြန်မကောင်းပြီးတဲ့အခါဒေါသတွေပူတော်မှုတွေစားဥပိ္ပခတုတ္တအောင်တာလက်ကျစ်ပါ။တယောက်တခုမပြီးဆုံးနိုင်တဲ့ဆူညံမှုတွေကိုပြုလုပ်နေမဲ့စားအချိန်တွေကိုလက်ခံပြီးတည်တည်ချွတ်ချွတ်ပဲလှည့်ထွက်လာခဲ့လိုက်ပါ။ဘဝကိုအောင်ကျင်းမြအောင်နေထိုင်နိုင်လေး ညီညွတ်မြတ်အောင်တွေ့ခေါ်နိုင်လေဘဝကနေပျော်လေဖြစ်ပါတယ်ဘဝရဲ့ငြင်းငြင်းမှုဆိုတာကလည်းဆက်ရဲ့တည်ငြိမ်အေးချမ်းမှုကနေလာတာဖြစ်ပါတယ်ရင်ပလောကဟာဘလောက်ပဲရှုပ်ထွေးပူလီနေပါစေအတွင်းစိတ်ကပါလေးမှာတော့ကြည်လင်တန့်ရှင်နေဖို့လိုပါတယ်ရင်ပလောကဟာဘလောက်ပဲဟန်ချက်ပြတ်နေပါစေကျွန်တော်တို့ရဲ့အတွင်းစိတ်တဏှာတော့ဟန်ချက်မြင်နေဖို့ရည်ကြည့်ပါတယ်